ူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမပြည့်စကိုင်းတိုင်းမှာလူထုလှူရှာမှုတပိတ်နဲ့စူတောင်းမွေတွေပြုလုပ်ခဲ့ကြတယ်လို့ဒေသရင်းတပိတ်အင်အားစုတွေက MFP ကိုပြောပါတယ်။ဒေါန်ဆန်းစုကြည်မွေးနေ့အထိမ်းအမပြည့်ဇွန်လ13ရက်ကစတင်ကဒီကနေ့ဇွန်လ16ရက်ဒီအညာဒေသဖြစ်တဲ့စကိုင်းတိုင်းအတွင်းကရင်းမပင်စလင်ကြီးဘူးတလင်ကနီး ရွှေဘိုကလေးချောင်းဦးမုံရွာအရာတော်ကတာစတဲ့ဒေသတွေအပါအဝင် နိုင်ငံတော်မှာလူထုလှူရှားမှုပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေကြတာပါဝင်းနေအတိုင်းမပြည့်လူထုလှူရှားမှုပြုလုပ်ရမှာအဖြူရောင်အဝတ်အစားတွေအပြာရောင်လက်ပတ်တွေအပြာရောင်တီရှပ်တွေဝတ်ဆင်ပြီးတော့အနီရောင်နှင်းစီပွင့်တွေကင်ဆောင်ကချီတက်ခဲ့ကြတာပါ အပြရန်ဝစ်စင်ချင်းဟာဒေါအောင်ဆန်းစုကြည်အပေါင်းအင်အာနာသိန်းစိုးစုရဲ့ဖန်စီချင်းခံရတဲ့နိုင်ငံတော်ကအကျဉ်းသားတွေကိုဂုဏ်ပြုသောအဖြစ်ဝစ်စင်ကြတာဖြစ်ပြီးတော့အနီရောင်နှင်းစီကတော့ဒေါအောင်ဆန်းစုကြည်ကိုကိုစားပြုတဲ့တမ်မိနှင်းစီဖြစ်ကင်ဆွဲချခြင်းဖြစ်က Freedom from Fear ဆိုတဲ့စာသားပါဘန်နာကိုကင်ဆွဲပြီးတော့ချီတက်ခဲ့ကြတာပါလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပေါင်းအင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းကောင်းဆောင်တွေကို စစ်အာဏာသိမ်းတဲ့2021ဖေဖော်ဝါရီလကစလို့မြောင်းလိုင်းဦးဆောင်တဲ့စိုးစုကဖမ်းဆီးထောင်ချထားတာဖြစ်ပါတယ်။